ဖဖဖမများအလုံးမင်္ဂလာပါကလော့ကနာကနေပြန်လဲဂျူဇိုလိုက်ပါတယ်ကျွန်တော်တို့ဒီတပတ်တော့ပရီးမီးယားလိပွဲတွေ ပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ Premier League ဘွဲ့တွေကိုကျွန်တော်ဒီတစ်ခါတော့ဂျားထဲမှာကျွန်တော် International Break မရှိတော့ဘဲနဲ့ကျွန်တော်တို့တဝါကြီးကိုပြန်လဲကြည့်ရှုရမယ့်ခွင့်ရတွေပြန်လဲရောက်ရှိလို့လာပါတယ်အထူးသဖြင့်ကျွန်တော်ဂျားရဲ့ထွဲမှာလည်းကျွန်တော်တို့ Champion League ဘွဲ့တွေပြီးလို့ဆိုရင်ကျွန်တော်တို့အဲတုံးရက်တစ်ပွဲလောက်ဆော့ရမယ့်အခြေအနေမျိုးတွေမှာကျွန်တော်တို့အဲဘလုံးဖန်နေတော့ကတော့တော်တော်လေးဥမှာကျွန်တော်အဲဆောက်မြကြည့်ရှုလို့ရမယ့်ပွဲတွေအများကြီးရှိတယ်ဒါမှမဟုတ်တစ်ခါကပြန်ကြည့်မယ်ဆိုလို့ဆိုရင်လည်းကျွန်တော်တို့ အဲကစားသမားတွေအနေနဲ့ကျွန်တော်နိုင်ငံတကာပွဲတွေကနေပြန်လာတဲ့အချိန်မှာတော့ကျွန်တော်တို့အနေနဲ့ဒဏ်ရာပြဿနာတွေပြီးလို့ဆိုရင်ကျွန်တော်တို့အင်ဂျီရီပြဿနာတွေအနည်းငယ်ရှိတဲ့အတွက်ကြောင့်ကလပ်အသင်းတွေကဘက်ကတော့ကျွန်တော်နည်းနည်းလေးတော့ထိခိုက်နေတာနဲ့ဆုံးရှုံးမှုတွေရှိတယ်လို့တော့မြင်တယ်။ဒါပေမဲ့ဂျာရဲထမှာကျွန်တော်ရှင်ပြိုင်မဲ့၃ရက်တပွဲလောက်ပွဲတွေမှာဆိုလို့ဆိုရင်ထူးထူးကျွန်တော်အသင်းကြီးတွေဥရောပပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်တဲ့အသင်းတွေမှာဆိုလို့ဆိုရင်တော့ တော့တော်တော်လေးတော့မှကျွန်တော်တို့အဲဒီလိုမျိုးပွဲချက်တွေနဲ့ရင်ဆိုင်တဲ့အချိန်မှာတော့ကစားသမားတွေဒဏ်ရာရနေတယ်ဆိုရင်တော့တော်တော်လေးတော့ကျွန်တော်တို့အဲနစ်နာရတဲ့ကျွန်တော်ပုံစံမျိုးတွေရှိတယ်အဲ့တော့ကြောင့်ကျွန်တော်ဒီဒီဘက်ကနေစပြီးတော့ကျွန်တော်ပြည်မြောက်လေးပွဲတွေကိုကျွန်တော်တဝါကြီးပြန်လဲကြည့်ရှုရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီဒီဘက်ရှင်မြန်ကစားကြမယ့်ပြည်မြောက်လေးပွဲစဉ်၁၂ရက်ကျွန်တော်တို့ ကိုရလက်လေးတွေကိုခမန်းပေးသွားမဲ့ဗီဒီယိုလေးဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အဲစနေနေ့ကနေစပြီးတော့ကျွန်တော်တို့တနင်္ဂနွေနေ့စနေနေ့ည12နာရီအထိလောက်ကိုအဲရှင်မြန်ကစားသွားမဲ့ပွဲတွေရှိဆိုတနင်္ဂနွေနေ့မှာလည်းကျွန်တော်ပွဲကြီးပွဲကောင်းတွေစောင့်မျှော်နေပါတယ်ထို့ရဲ့ကျွန်တော်တို့အဲစနေနေ့ည12နာရီဆိုမှဆိုရင်လည်းကျွန်တော်တို့ဒုက္ခဆင်းနဲ့မန်ချက်စတာစီးရီးရှိပြီးတော့ကျွန်တော်တို့စူပါဆန်နေ့မှာတော့ကျွန်တော်တို့အကောင်းဆုံးပွဲစဉ်နေတဲ့တပွဲဖြစ်တယ်ကျွန်တော်အာဆင်နယ်နဲ့တော်တန်ဟော့စ်ဘားတို့ရဲ့ကျွန်တော်ထိတ်တဲတွစ်ဆုံမှုအဲပွဲတွေရှိတဲ့တော့ကြောင့်ဒီဒီဘက်ကပြင်းပြလေးပွဲစဉ် စနစ်မှာတော့တော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတွေအများပြကျွန်တော်စောင့်ကြိုနေပါတယ်โอเคအဲဆိုလို့ရှင်ကျွန်တော်အရင်ဦးဆုံးနေလဲကိုရလက်လေးကိုကျွန်တော်ခံမန်းလိုက်ကြောက်ယူဆုံးနေရကျွန်တော်စနေနေ့မှာတော့အဲည9နာရီမှာအစောဆုံးပွဲဖြစ်တဲ့ဘန်လင်နဲ့ချက်စီး အဲဘန်လင်နဲ့ချက်စီကတော့ကျွန်တော်ချက်စီကတော့အဝေးကွန်းမှာတောက်ရောက်ရင်ဆိုင်မဲ့ပွဲမှာတော့ဘန်လင်ရဲ့အိမ်ကွန်းမှာတောက်ရောက်ရင်ဆိုင်မဲ့ပွဲမှာတော့ကျွန်တော်ဒီပွဲမှာတော့အဲချက်စီတို့အနေနဲ့အတာဒီရပြီးတော့တို့အနေနဲ့အဆင့်တို့ရက်တီချက်ကိုအခုအဆင့်3ရက်တီချက်ကိုပဲဆက်လက်ထိန်းသိမ်းသွားမယ်လို့တော့ကျွန်တော်မြင်တယ်ဒီလိုကြောင့်လဲအဲဘန်လင်ရဲ့သူ့ရဲ့အိမ်ကွန်းမှာတော်တော်လေးမှာ အဲခန်းစင်အားကောက်ပြီးတော့ကစားရကြက်တဲ့အတင်းတင်းဖြစ်တယ်ဒါပေမဲ့တစ်ဖက်ကချက်စီးရကျွန်တော်တိုက်စစ်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေကိုကျွန်တော်တွေ့ရတယ်အထူးသဖြင့်သူတို့ရဲ့တိုက်စစ်ကအဓိကကစားသမားတွေဖြစ်တဲ့အစရိုဘိုတို့ဆိုလို့ဆိုရင်လည်းကျွန်တော်ဘရာဇီးတို့အဲပွဲတွေမှာတွင်းဝိုးတွေပါတွေကိုမြင်တွေ့ထားတဲ့အတွက်ကြောင့်အဲဒီနေ့ပြန်လည်ရှင်ပြိုင်မဲ့ပြင်းပြလေးပွဲစဉ်ဆက်နေမှာလို့အစရိုဘိုတို့ပါတို့ပွဲထပ်ပြီးတော့ပြန်သုံးလာမလားဆိုတော့တစ်ချက်တော့အဲစောင့်ကြည့်ပြီးတော့ကျွန်တော်ဒီနှစ်သင်းရဲ့ဆုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့ ချက်သေးတော့ပဲပဲကျွန်တော်တို့ဈေးတူးလောက်နဲ့ပဲအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်တော့အဲခမတ်ထားတယ်နောက်တစ်ပွဲကကျွန်တော်တို့ည9နိုင်ခွဲမှာရှင်ပြိုင်မဲ့ဘုံမောက်နဲ့ဝဟန်ဘုံမောက်ရဲ့အိမ်ခွဲမှာဝဟန်တောက်ရောက်ရှင်ပြိုင်မဲ့ပွဲမှာတော့ကျွန်တော်တို့ဘုံမောက်ကလည်းဒီရတီတော်တော်လေးမှကောင်းမွန်တဲ့ခြေသွမ်းပြမှုတွေနဲ့အတူသူ့ရဲ့တိုက်စက်ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုကျွန်တော်မြင်တွေ့ထားရတဲ့အတွက်ကြောင့်ဘုံမောက်ကလည်းသူ့ရဲ့အိမ်ခွဲမှာ2-1လောက်နဲ့ဝဟန်ကိုကျွန်တော်အနိုင်ရလက်ကိုထပ်ပြီးတော့ပုံဖော်သွားမယ်လို့တော့ကျွန်တော်မြင်တယ်နောက်တစ်ပွဲကတော့ကျွန်တော်ည9နိုင်မှာပဲ Brighton နဲ့ ဘရန်ဖို့ဒီနေ့နေ့ဆောင်သွင်းမှုကတော်တော်လေးမှကောင်းပါတယ်ဘရိုက်တန်သူ့ရဲ့အင်္ဂါမှာတော်တော်လေးမှကျွန်တော်ခန်းစစ်အဲအသားပေးတဲ့အတင်းတစင်းဖြစ်လို့တစ်ဖက်ကဘရန်ဖို့ကလည်းကျွန်တော်ပြည်ရလေးပွဲစဉ်17ဒေါ်လာသူတို့အနေနဲ့နိုင်ပွဲတွေပါဒီပြန်လဲရရှိအောင်ဖုံးပေါ်ထားတဲ့အတွက်ကြောင့်ဒီနေ့နေ့ဆောင်သွင်းမှုမှာပေါ့တိုက်စစ်နှစ်ခုရဲ့အားပြိုင်မှုမှာတော့ကျွန်တော်အနေနဲ့အဲတူတူလောက်နဲ့ပဲတေရလက်ကိုပုံဖော်သွားမယ်လို့တော့ကျွန်တော်တော့ခံမှန်းထားတယ်နောက်တစ်ပွဲတော့ကျွန်တော်တို့ည9နာရီပွဲမှာပဲဖူဟန်နဲ့ကျွန်တော်တို့ဆန်နာလန်း ဖူရဲ့ဖူဟာရဲ့အင်္ဂလိပ်မှာဆန္ဒလန်းသွားရောက်ရှင်ပြိုင်မြဲပွဲမှာတော့ဒီပွဲမှာတော့ကျွန်တော်တို့ဆန္ဒလန်းပေးမြားလိမ့်မှာကျွန်တော်တို့တန်းတက်လာတဲ့အတင်းတွေမှာအကောင်းဆုံးသောအတင်းတသိန်းလိုမျိုးကျွန်တော်တို့စီးရင်သွင်းထားလို့ရတယ်တချို့သူကျွန်တော်တို့အာဆင်နယ်ကိုတောင်းမှသူ့ရဲ့အင်္ဂလိပ်မှာကျွန်တော်တို့အဲနောက်ကျသွင်းဖို့တွေနဲ့တေးရလောက်ထီလောက်ကိုဆော့သွားတဲ့အတွက်ကြောင့်အဲဒီခါဆုံတွဲမဲ့ဖူဟာရဲ့သူ့ရဲ့အင်္ဂလိပ်မှာတော့ဖူဟာအတွက်ကတော့တိတ်ပြီးတော့မလွယ်ကူလာဘူးလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ဆန္ဒလန်းလည်းကျွန်တော်တို့အဝေးကွင်းရလက်တွေကတိတ်တော့မကောင်းတဲ့ ုံစံမျိုးလေးတွေရှိနေတဲ့အတွက်ကြောင့်ဒီနေ့တဲ့ဆုံတွဲမှုမှာတော့ကျွန်တော်12လောက်နဲ့ပဲဆန်နာလန်တို့ကတ်ပြီးတော့နိုင်သွားမယ်လို့တော့မြင်တယ်ပြီးရင်တော့ကျွန်တော်တို့ည9နိုင်ခွဲမှာပဲထိုက်ပြီးတော့ရှင်မြိုင်မဲ့ပွဲရတော့ကျွန်တော်တို့ Uber Hunter နဲ့ Crystal Palace ဒီနေ့တဲ့ဆုံတွဲမှုမှာတော့တော်တော်လေးဥမှာကျွန်တော်တို့အဲပြောင်းပြန်နေဖြစ်နေတယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော် Crystal Palace ရဲ့တိုက်စစ်ကတော်တော်လေးဥမှာကျွန်တော်တို့ကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့အဲ သူတို့ရဲ့တိုက်စစ်ရဲ့ကွင်းလင်ရဲ့တိတ်တော့ပြောပြောစရာမရှိတဲ့အတင်းတင်းဖြစ်တဲ့တောင်တစ်ဖက်ကကျွန်တော်တို့ဝါဟန်တန်အနေနဲ့ဒီနေ့ပြင်းပြလေးရာသီမှာတော့တော်တော်လေးကမှဆိုးဝါးလုံးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့်တန်းစင်းဖို့လည်းတော်တော်လေးကမှတေချာသွားတဲ့အတွက်ကြောင့်သူ့ရဲ့အိမ်ဝင်းဖြစ်တဲ့တိုင်အောင် တစ်ဖက်ကကျွန်တော် Crystal Palace ကိုဘယ်လိုများဒုက္ခပေးနိုင်မလဲဆိုတော့ကျွန်တော်တစ်ချက်တော့အဲစောင့်ကြည့်ရမယ်ဒါမှမဟုတ် Crystal Palace ကဆိုရင်သူ့ရဲ့အဲတိုက်စစ်အားတန်နဲ့ကစားသမားတွေနဲ့ပဲဆက်လက်ပြီးတော့အနိုင်ယူသွားမလားဆိုတော့ကျွန်တော်ဒီပွဲလေးမှာတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အဲဒီနှစ်တင်းကကျွန်တော်စုံတွဲမှုမှာတော့ဟွာဟန်တန်ရဲ့အိမ်ဝင်းဖြစ်တဲ့တိုင်ကျွန်တော် Crystal Palace အနေနဲ့အနိုင်ရလက်ကိုပုံဖော်ဖို့အဲ က်ပြီးတော့မခတ်ဘူးလို့တော့ကျွန်တော်မြင်တယ်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့01လောက်နဲ့ပဲ Crystal Palace တို့ကပ်ပြီးတော့နိုင်သွားမယ်လို့တော့ကျွန်တော်တော့ခန့်မှန်းထားတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ည9:00ခွဲမှာပဲရှင်မန်ကစားကြမယ် Liverpool နဲ့ Nottingham Forest တင်းတင်းရဲ့စုံလေးမှုမှာတော့တမကနော်တန်ဖလောရကလည်းရှုံးပွဲတွေကိုဇက်တိုက်ရင်ဆိုင်ရန်ထားဆိုတမကလီဘာပူးအနေနဲ့လည်းကျွန်တော်ရှုံးပွဲတွေနဲ့ရင်ဆိုင်ထားတဲ့အတွက်ကြောင့်တင်းတင်းရဲ့ကျွန်တော်စုံတွဲမှုမှာတော့ကျွန်တော်အဲလီဘာပူးရဲ့အိမ်ဝင်လဲဖြစ်တည်တိုင်အောင်ပြီးရင်တော့ကျွန်တော် international break ကပြန်လာမဲ့ကစားသမားတွေကလည်းတော်တော်လေးမှခြေစွမ်းပြလာတဲ့ကစားသမားတွေရှိတယ်ရှိတယ်အထူးသဖြင့်ကျွန်တော်တို့ကွင်းလန်ကစားသမားဖြစ်တဲ့ Florian Wirtz ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဂျာမနီနဲ့ပွဲမှာ twin goal တွေပါတွေကိုကျွန်တော်တို့ goal ထောက်ပတ်မှုတွေလုပ်ထားလို့အဲကွင်းလန်ကစားသမားဖြစ်တဲ့ Dominic Sowers line လို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပွဲတိုင်းလို့ international break နှစ်ပွဲမှာတော့နှစ်ပွဲလုံးလိုလိုခြေစွမ်းပြလိုက်တော့ကစားသမားအဲခြေစွမ်းပြထားတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့စုံတွဲမှုမှာတော့ကျွန်တော်တို့တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့မြင်တယ်အဲအဓိကကျွန်တော်တို့တိုက်စစ်ကစားသမားဖြစ်တဲ့ Hugo Ekitike နင်းနဲ့လေအဲကျွန်တော်တို့ပြင်းထန်ပွဲတွေမှာကျွန်တော်တို့ twin goal တွေ twin ထားလို့ Mohamed Salah တို့ကလည်းကျွန်တော်တို့သူတို့ရဲ့အကောင်းဆုံးပုံစံကိုဆက်ပြီးတော့အဲ ပြသနိုင်မှာဆိုတော့ကျွန်တော်တစ်ချက်ဖက်တစ်ချက်တော့စောင့်ကြည့်ရမယ်တစ်ဖက်ကကျွန်တော်ကော်ဒီကပိုဆိုရင်လည်းအဲကျွန်တော်တို့အဲနယ်သာလန်ပွဲမှာတော်တော်လေးမှာကောင်းမွန်တဲ့ခြေသွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်ဒီခါရှင်မြန်မဲ့ပြင်းပြလေးပွဲစဉ်စနစ်မှာတော့လီဗာပူးအသင်းအနေနဲ့အိမ်ဝင်လေးဖြစ်သည့်အဲတိုင်ရောက်နိုင်ရလက်ကိုပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒီပွဲမှာကျွန်တော်အနေနဲ့2-0လောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ် Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့စနစ်နေ့ညနောက်ဆုံးပွဲဖြစ်တဲ့12နာရီမှာရှင်မြန်ကစားသွားကြမယ်နယူကာဆယ်နဲ့ မချတာစီဒီနဘေးဆုံးလေးမှုကတော်တော်လေးမှကြည့်လို့ကောင်းမဲ့ပုံစံမျိုးရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဓမ္မကမန်ဂျာစီဒီကလည်းသူတို့ရဲ့တိုက်ဆက်ကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးကိုပြတ်တာထားတယ်အထူးသဖြင့်မာမွတ်တို့ဆိုလို့ရှိရင်လည်းကျွန်တော်အခြေအနေပွဲမှာတော့တွင်းကိုတွေတွင်းတို့အဲတစ်ဖက်ကကျွန်တော်ဟာလန်ကလည်းကျွန်တော်တို့ အဲနော်ဝေးနဲ့ပွဲတွေမှာသူနေတောက်လျှောက်သွင်းကိုတွေကိုတွင်းထားတဲ့ပုံစံမျိုးတွေတွေ့ရပဲတစ်ဖက်ကကျွန်တော်တို့ဒိုကူတို့ဘာလို့ဆိုရင်လဲကျွန်တော်တို့ဘယ်ဂျီယန်နဲ့ပွဲမှာအကောင်းဆုံးခြေစွမ်းတွေကိုပြတ်တတ်ထားနိုင်ရတဲ့အတွက်ကြောင့်ညူကတ်ဆယ်အိမ်ခွေးမှာသွားရှင်မန်နဲ့ပွဲမှာတော့မန်ချက်တာစီးတီးတို့အနေနဲ့ဒီပွဲကိုအနိုင်ရလက်ကိုပုံဖော်နိုင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒီပုံဖော်နိုင်ဖို့အဲဘိုက်အတွက်ကြောင့်လဲဆိုလို့ရှိရင်တို့အနေနဲ့အနည်းကပြိုင်ဘက်ဖြစ်တဲ့အာဆင်နယ်ကိုတို့အနေနဲ့အဲ ပရက်ရှာပေးဖို့ဆိုလို့ရှိရင်အခုချိန်မှာတော့မန်ချက်တာစီးတက်တင်းလောက်ပဲရှိတော့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဝေးဘက်မှာတွားရောက်ရှင်မြန်မဲ့ပွဲဖြစ်တဲ့တိုင်အောင်ကျွန်တော်တို့မန်ချက်တာစီးအနေနဲ့နိုင်ပွဲကိုဆက်လက်ပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်ဒီအတွက်ကြောင့်လည်းတစ်ဖက်ကနေယူကဆဲရဲ့တိုက်စစ်ကစားသမားတွေကလည်းတော်တော်လေးဥမာကောင်းမွန်လို့ကိုယ်ရင်းလည်းကျွန်တော်တို့နောက်တန်းခံစစ် ကိုသမားအစနျူကာဆယ်ကလည်းတော်တော်လေးမှသူ့အိမ်ကမှတော်တော်လေးမှမကြောတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့စုံတွေးမှုကတော့တော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းမဲ့ပွဲတော်လေးလို့တော့မြင်တယ်ဒီနေ့ရဲ့စုံတွေးမှုမှာတော့ကျွန်တော်အနေနဲ့အဲဝေကွန်မှာတောင်းရရှင်ပြန်ရဲ့မန်ချက်တာစီးတီးအနေနဲ့နိုင်ပွဲကိုဆက်အောင်ပေါ်ပေါ်ပုံဖော်ဖို့ဆိုလို့ရှိရင်သူတို့ရဲ့အဓိကအဲတိုက်စစ် ပြီးရင်အကွင့်လေဒီစုဖွဲ့ကပို့ပြီးတော့အရေးကြီးတယ်လို့မြင်တယ်ဒါပေမဲ့တစ်ဖက်ကကျတော့နျူကာဆယ်တိုက်စစ်ကိုလည်းတွားပြီးတော့ထင်သေးလို့မြင်ရပါဘူးနျူကာဆယ်တိုက်စစ်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်မန်ချက်စတာစီးတီးအနေနဲ့ကျွန်တော်တို့အဲဒီဘွဲ့ကတော့တော်တော်လေးမှပွဲချက်တစ်ပွဲလို့တော့ပြောလို့ရဒီနေ့ကကျွန်တော်စုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့ကျွန်တော်ခံမှန်းလိုက်မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်အမြင်ရဆိုရင်တော့1-2လောက်နဲ့ပဲမန်ချက်စတာစီးတီးတို့အနိုင်ပွဲကိုဆက်လက်ပုံဖော်သွားနိုင်မယ်လို့တော့ကျွန်တော်တော့မျှော်လင့်တယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ တနင်္ဂနွေနေ့ညတနင်္ဂနွေနေ့ညမှာပြန်လဲရှင်ပြိုင်မဲ့ပွဲဆိုရင်ကျွန်တော်တို့လိနဲ့ကျွန်တော်တို့အက်စထရွန်ဘီလာတို့ရဲ့ပွဲရှိပဲဒီနေ့ပွဲမှာတော့လိရဲ့အိမ်ဝင်မှာအက်စထရွန်ဘီလာတောက်ရှင်ပြိုင်မဲ့ပွဲကျွန်တော်တို့အဲပြိုင်မဲ့လိပွဲစဉ်7မှာဆိုရင်လည်းအဲအက်စထရွန်ဘီလာအနေနဲ့ကျွန်တော်တို့ဂိုးပြတ်တွေပါတွေကိုနိုင်ပွဲတွေပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်တော့ international break ကပြန်လာတဲ့ တို့ရဲ့ကစားသမားတွေရဲ့အခြေအနေကိုပြန်လဲဆန်းစစ်ကမဲ့ပုံစံမျိုးဖြစ်တယ်အထူးသဖြင့်ကျွန်တော်ဒိုင်ယာပြဿနာနေတဲ့တောင်ရေမဆိုင်ရဘဲနဲ့ပုံစံမျိုးမှာအစွန်ပီလာရှိနေမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်လေးရဲ့အိမ်ဝင်းမှာသူတို့အနေနဲ့တွားရောက်ရှင်မြိုင်တဲ့ပွဲမှာတော့အကောင်းဆုံးပုံစံနဲ့အနိုင်ပွဲတွေကိုဆက်လက်ပုံဖော်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ဒီနေ့တင်းကျွန်တော်ထိတ်တိုက်တွေ့ဆုံမှာတော့ကျွန်တော်အနေနဲ့တူတူလောက်နဲ့ပဲတေရလက်ကိုပုံဖော်သွားမယ်လို့တော့မြင်တယ်။ဘယ်အဲဆိုလို့ဆိုရင်ကျွန်တော်တို့နောက်ဆုံးပွဲစူပါဆန်နဲ့ကျွန်တော်တို့အကောင်းဆုံးတွေပွဲတစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့တော်တန်ဟော့စ်ပါ ဒီနှစ်သင်းဆုံတွေ့မှုကတော့တော်တော်လေးဟိုမှာကြီးလို့ကောင်းမဲ့ပုံစံမျိုးတွေကိုရှိတယ်အထူးသဖြင့်ကျွန်တော်တို့အာဆင်နယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဆင့်ရက်တွေရက်မှာဆိုလို့ရှိရင်အဆင့်တက်မှာရှိပြီးတော့ကျွန်တော်တို့တော်နယ်ဟော့စပါလည်းကျွန်တော်တို့အဆင့်9နေရာထိလောက်ကိုတက်လန်းလာနိုင်တဲ့အတွက်ကြောင့်အမှတ်ဆိုရင်လည်းကျွန်တော်တို့အရှင်းမဲ့လောက်ပဲကွာတယ်ပြီးရင်လည်းကျွန်တော်တို့အတော်တော်ဟော့စပါအဝင်ကမှတွားရောက်ရှင်ပြန်မဲ့ပွဲမှာဆိုရင်တော့အာဆင်နယ်ရဲ့အိမ်ဝင်းမှာကျွန်တော်တို့တွားရောက်ရှင်ပြန်မဲ့ပွဲအနေနဲ့မှာဆိုရင်တော်တော်ဟော့စပါတော့ကတော့တိတ်ပြီးတော့မလွယ်ကူလာဘူးလို့တော့မြင်တယ်ဒါမဲ့သူတို့ရဲ့အဲ နှစ်သိန်းကြားရဲ့ကျွန်တော်မြို့ကန်ပြိုင်ဘက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်သိန်းရဲ့ဆုံတွေ့မှုကတော့တော်လေးပွဲကောင်းတစ်ပွဲဖြစ်ပြီးတော့ပွဲချက်အဲပွဲချက်တစ်ပွဲဖြစ်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်တစ်ဖက်ကအာဆင်နယ်အနေနဲ့လည်းမဟုတ်အဲအဆင့်နှစ်ကကျွန်တော်မန်ချက်စတာစီးတီးကလည်းပွဲချက်တွေနဲ့ယင်ဆိုင်နေရတဲ့အချိန်မှာသူ့အနေနဲ့သူကလည်းပွဲချက်တွေနဲ့ဆက်ပြီးတော့ယင်ဆိုင်နေရတဲ့အချင်းနေမျိုးလေးတွေရှိတယ်ဒီအတွက်ကြောင့်လည်းသူတို့အနေနဲ့တကယ်လို့လားမန်ချက်စတာစီးတီးအနေနဲ့နိုင်ပွဲတွေကိုပုံဖော်လိုက်မယ်ဆိုလို့ရှိရင်တော့ အဲအာဆင်နယ်အတွက်ကတော့နည်းနည်းလေး pressure ပို့ပြီးတော့များသွားမယ်လို့တော့ထင်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်မန်ချက်တာစီးတီးနဲ့အာဆင်နယ်နဲ့ဆိုလို့ရှိရင်အမှတ်ကလည်းကျွန်တော်တို့လိမ့်မတ်လောက်ပဲ qualify တဲ့အခြေအနေမျိုးမှာဒီပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်အနေနဲ့နိုင်ပွဲတွေကိုပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။ဒါမှလည်းနိုင်ပွဲပုံဖော်ဖို့လိုအပ်တယ်လို့ ပွဲတပွဲမွေးရလဲသူတို့ပွဲချက်ရင်ဆိုင်ရတဲ့ပွဲရလဲကျွန်တော်တော်တန်ဟော့စမန်နဲ့ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ကျွန်တော်တို့ထိတ်တဲ့တွေ့ဆုံမှုကတော့တော်တော်လေးမှကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်။ဒီအတွက်ကြောင့်လည်းကျွန်တော်ဒီနှစ်သင်းရဲ့ဆောင်တွေးမှုမှာကျွန်တော်အနေနဲ့အစနဲ့အင်ဝင်လည်းဖြစ်တယ်တစ်ဖက်ကတော်တန်ဟော့စမန်လည်းသူတို့မှကျွန်တော်ဒုက္ခပေးနိုင်မဲ့ကစားသမားကောင်းတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ကျွန်တော်ဆောင်တွေးမှုမှာတော့တေရလက်တပွဲတာကျွန်တော်နေရဆိုရင်တော့ ဖြစ်သွားနိုင်တယ်လို့တော့ကျွန်တော်တို့ခမဒီနေ့တင်းရဲ့ဆုံးတွေ့မှုမှာတော့ဝမ်ဝမ်းလောက်နဲ့ပဲဒါမှမဟုတ်လို့ဆိုရင်တူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ်။ Okay ညီကိုတွေနဲ့ရောဒီတစ်ပတ်ရှင်မယ်ကစားကြမယ်ပြီးမြန်လေးပွဲစဉ်ဆက်နေမှာဘလို့ရလက်တေကိုထပ်ပေါ်ပြီးတော့ဘယ်အသင်းတွေကဆက်လက်နိုင်ဝဲပုံဖော်ပြီးတော့မထမရထားပဲနဲ့အသင်းတွေကဆက်ပြီးတော့ရှုံးနေမလားဆိုတာဝင်းရောက်ဆွေးနွေးမှတ်ချက်ပြီးသွားလို့ရပါတယ်။လာရောက်ကြည့်ရှုပေးတဲ့ညီကိုတွေချင်းချင်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။